ပွဲဆက်ရှုံးနေတဲ့ Liverpool လား၊ Sevilla ကယူနိုက်တက်လား။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီတစ်ပတ်ပရီးမီးယားလိဂ်ကတော့ပွဲစဉ်တွေပြန်စတယ်ဆိုရင်ပဲပွဲကြီးပွဲကောင်းတွေကစောင့်ကြည့်လို့နေပါတယ်။လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ဟာအန်ဖီးမှာရှင်းပြန်ကစားရတော့မှဖြစ်ပြီးတော့နောက်ထပ်သမိုင်းဝင် ပွဲတစ်ပွဲကိုမြင်တွေ့ရအောင်မှလည်းဖြစ်ပါတယ်။တချိန်ကပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမယ့်အခုတော့နှစ်သင်းကြားကအခြေအနေကွာနေခဲ့ပြီးတဲ့နောက်မှာယူနိုက်တက်ကလီဗာပူးရဲ့ပြိုင်ဘက်အသင်းတစ်သင်းဟုတ်မနေခဲ့ပါဘူး။ဒါပေမဲ့ယူနိုက်တက်ကဘလောက်ပဲနိုင်ကြနေပါစေအသင်းကြီးအချင်းချင်းတွဲဆုံပြီဆိုရင်တော့ရုံးတက်တာကြောင့်လီဗာပူးကိုအလွယ်တကူတော့အမှတ်ပေးလိုက်မှာမဟုတ်ပါဘူး။လီဗာပူးကနောက်ဆုံး၃ပွဲဆက်ရှုံးနေထားတဲ့ပြင်အာဆင်နယ်ကိုအဆင့်တနေ နေရာကနေဖဲပေးလဲရတာကြောင့်ဒီပွဲမှာပောက်ကွဲရပြင်းပြင်းနဲ့ပြန်လာရမှာပါ ်ခန္ဓာကယူနိုက်တက်ကတပတ်တပွဲပဲကစားရတဲ့အသင်းဖြစ်ပြီးကစားသမားတွေလည်းကောင်းကောင်းအားရနေကြတာမို့ပရီးမီးယားလိမှာအမှတ်စုဆောင်းဖို့လည်းခွင့်ရရှိနေပါတယ်ယူနိုက်တက်ကအန်ဖီမှာတစ်ခါတုန်းက7-0ဆိုတဲ့ရတဲ့ဆိုကြီးထွက်ခဲ့ဘူးပြင်မဲ့ပြီးခဲ့တဲ့ရာသီတုန်းကတော့2-2နဲ့တည်ရအောင်ကစားထားတဲ့အတွက်အမော်ရီရဲ့လက်ဆွမ်းလက်ဆားကလည်းမခေချောင်းတွေ့ရပါတယ်လီဗာပူးရဲ့အန်ဖီခန္ဓာဟာထိုးပေါက်ရခက်ခဲတယ်ဆိုပြီးမဲ့ပြဿနာကလီဗာပူးကိုနောက်ပြန်ဆွေးနေပြီးအသားမကျသေးတဲ့ကစားသမားအသစ်တွေနဲ့အသင်းကိုဘူးလီယာဖျုံစင်နေပါတယ်မင်္ဂလာပါ မြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ရီဘက်လာပါပြီ။နှစ်ဖက်သင်းရဲ့လက်ရှိအခြေအနေကြောင့်အပြန်လန်သွင်းကုန်ကိုတော့မြင်တွေ့ရမှာဖြစ်ပြီးအန်ဖီမှာထုံးစံမပြတ်ဂိုးတန်တွေညံနေပါပါ။နှစ်သင်းစလုံးကလည်းနိုင်ကိုနိုင်ရမယ့်အခြေအနေတွေမှာရှိနေကြပါတယ်။အာနိစလွန်နဲ့ရူဘင်မော်ရီနိုအပေါ်မှာတစားတစားပိုများလာတဲ့ဖိအားကိုအင်္ဂလန်ဒါဘီအနိုင်ရလက်နဲ့ဖြေလျှော့ဖို့လိုအပ်လို့နေပါတယ်။ဒီတော့ပွဲဆက်ရှုံးနေတဲ့လေဗာပူလာဆယ်မိုင်ကုန်းကယူနိုက်တက်လာဆိုတာကိုတနင်္ဂနွေနေ့မှာဆက်လက်အားပေးရမှာလည်းဖြစ်ပါတယ်။ရှိရှိဘေးကတာဂျေဆုမြိုင်တင်ပါတယ်။